မြင်းမြန်ဆန်ဆန်ကြောင်းလန့်နေတဲ့ခရစ်တိုလောကမှာပဆိုင်ရဖို့အကောင်းဆုံး review ဟာဘာတွေဖြစ်မလဲအားလုံးပဲမင်္ဂလာပါကျွန်တော်ဂျူနီယာပါ MMR Device Channel မှာကြိုဆိုပါရစေပထမဆုံးအခြေခံနဲ့စပြပြရမယ်ဆိုရင်ခရစ်တိုကနေငွေရဖို့ဆိုတာလည်းကူရဲ့အလုပ်မဟုတ်ပါဘူးဒါပေမဲ့ market နဲ့ review ရတယ်နဲ့ဆိုရင်အမြင်နိုင်ပါတယ် 2025အတွက်အကောင်းဆုံး new view တွေကတော့နံပါတ်1 whole view ဟာ whole ဆိုတာကိုယုံကြည်တဲ့ခရစ်တိုတွေကိုဝယ်ပြီးရေရှည်ခြင်ထားတာပါ Bitcoin Ethereum လို့နံပါတ်ကြီးခရစ်တိုတွေကိုဝယ်ပြီးနှစ်အတန်းကြာခြင်ထားရင်ညစွာတော့အမျက်စွန်းတွေရနိုင်ပါတယ်နံပါတ်2 staking staking လုပ်တဲ့အခါသင်ရဲ့ခရစ်တိုတွေကို network ထဲမှာ log ထားပြီး ငွေလွှဲလှူဆောင်မှုတွေကိုအတိပြုပေးက network ကိုချောင်းမော့စွာအလလုစေပါတယ်။ဒါဟာငွေကိုငွေစုအောက်ထဲထည့်ထားသလိုမျိုးပါ။ဒါပေမဲ့အတိုးရတာမဟုတ်ပဲအဲ့ဒီ staking လုပ်ထားတဲ့ cryptocurrency ကိုပဲ reward အနေနဲ့ရရှိစေပါတယ်။ crypto များများ stake လုပ်ထားရင် crypto များများအမြဲရနိုင်လေဖြစ်ပေမဲ့တင်းရဲ့ coin တွေကိုသတ်မှတ်ထားတဲ့ကာလအတွင်း lock ထားမှာပါ။နံပါတ်3 NFT NFT က digital ပိုင်ဆိုင်မှုတွေကိုကိုယ်ဝန်ပြုလုပ်နိုင်တဲ့နည်းပညာပါဒီနှစ်ပတ်မှာစောစောငွေရောက်ထားသူတွေက များစွာတော့အမျက်စွန်နဲ့ရနိုင်ပါတယ်နံပါတ်၄ trading crypto trading ကအန္တရာယ်များပေမဲ့အမျက်စွန်လည်းများပါတယ် technical analysis နဲ့ fundamental analysis ကိုသိချလေ့လာပြီး trading လုပ်မယ်ဆိုရင် အောင်မြင်နိုင်ပါတယ်2025မှာ crypto market ကပိုပြီးရှုပ်ထွေးလာနိုင်တာကြောင့် တိထားပြီး trading လုပ်ဖို့အကြံပြုချင်ပါတယ်။နောက်ဆုံးတတိထားမှာက risk management ပါ။ crypto ရဲ့ price ကတက်နိုင်တယ်လို့ကြဆင်းနိုင်တဲ့အခြေအနေလည်းရှိပါတယ်။ဒါကြောင့်တင်းရဲ့ investment ကိုလေ့ကျင့်စီမံပြီး market နဲ့ပြီးပြရတဲ့နဲ့ချင်းကပ်ဖို့ရည်ကြည်ပါတယ်။ဒီ video လေးကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ crypto ကနေငွေရဖို့ဒီနီးပြရတဲ့အသုံးပြီး2015မှာအောင်မြင်မှုတွေရရှိပါစေလို့ဆုတောင်းပါတယ်။ ไลค์แชร์และสับสไครป์ลูกไม่มาเนี่ยแล้ววิดีโอมาจะดูจะมาเนาะ